ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ချက်ပြမှာကတော့ဒီဟင်းကိုရဖို့ဆိုရင်အချိန်၁လကျော်၂လနီးပါးလောက်ပြီးပြီးတော့မှစားရတယ်ငားများတဲ့ဒေသတွေနဲ့နယ်ဘက်တွေမှာပဲတွေ့ရတယ်ငပိကောင်ချက်နေလေးကိုချက်ပြထားတာပဲဖြစ်ပါတယ်ခင်ဗျာ ငပိကောင်လောက်တဲ့အခါမှာကျွန်တော်တို့ငရမ်းတို့ငခုတို့တခြားငားတွေကိုပေါ့နော်တုံးကြတာများပါတယ်ကျွန်တော်ဒီနေ့တုံးမှာကတော့ငရမ်းကိုတုံးပါတယ်ငရမ်းအရွယ်တူတူလေးတွေကိုလည်းတုံးတယ်ပြီးလို့ရှိရင်ဒီထက်အကောင်ကြီးတာတွေကိုတုံးပြီးတော့လုပ်ရင်းလဲပို့ပြီးတော့အဆင်ပြေပါတယ်ဒါကိုမှကျွန်တော်တို့စားမများလေးနဲ့တေချာလေးအသားထဲစိတ်ဝင်အောင်လို့ဘေးကနေလဲဒါလေးနဲ့ခွဲပြီးတော့တေချာလေးနေပြီးတော့နှံ့ရပါတယ်ခင်ဗျာ စားတွေအကုန်လုံးဒီအသားထဲစိတ်ဝင်သွားတဲ့အထီကိုကျွန်တော်တို့နေပြီးလို့ရှိရင်ကျွန်တော်တို့ပုံထဲမှာပေါ့နော်ဒီကျွန်တော်တို့တလားကျော်နှစ်လနီးပါးလောက်ကျွန်တော်တို့အဖုံလေးဖုံပြီးတော့တေချာလေးလှုပ်ထားရပါတယ်ဒါကကြတော့ကျွန်တော်ထည့်လိုက်တာကသူ့တွေမှာနေပြီးတော့ထွက်လာတဲ့စားရည်တွေပေါ့နော်စားနေနိုင်တဲ့လုံမှာဒီငပိကောင်ကပို့ပြီးတော့လဲစားကောင်းပါတယ်ဒါကြောင့်ကျွန်တော်ကတော့ဒီငပိကောင်တွေပေါ့နော်ကျွန်တော်အချိန်တလားကျော်နှစ်လနီးပါးလောက်ကျွန်တော်ထားထားလိုက်ပါတယ် တော်ငပိကောင်ကြော်လို့ရှိရင်ပေါ့နော်တရက်တီလေးကိုတေချာပါပြီးတော့ဒီလိုမျိုးအဖြူတွေလေးကြော်ပြီးတော့ငရုတီတောက်လေးနဲ့တေချာလေးကိုက်စားပြီးတော့ရှိရင်တော့အယမ်းကိုထမင်းမိန်နဲ့ဟင်းလေးတစ်ခွက်ဖြစ်ပါတယ်။ဒါကလည်းနေဘက်ကလူတွေပဲကြိုက်တာတာများပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဒီနေ့လှုပ်ပြလိုက်ရခြင်းဖြစ်ပါတယ်။ကျွန်တော်ငပိကောင်ကလည်းကျွန်တော်တလားကျော်နှစ်လနီးပါးလည်းဖြစ်သွားပြီပေါ့နော်။ကျွန်တော်အချိန်ခဏလေးပေးပြီးတော့ပဲလှုပ်တယ်ဆိုလို့ရှိရင်တော့ဒီငပိကောင်ကငပိကောင်မဖြစ်ဘဲနဲ့ငဆနယ်အဆင့်မှာပဲပေါ့နော်။ငဆနယ်ပဲဖြစ်သွားပါမယ်။ငပိကောင်ရဲ့အရသာနဲ့ငဆနယ်အရသာကမတူပါဘူး။ငဆနယ်အရသာကကြတော့ကျွန်တော်တို့စားနေထားတဲ့ငါးလို ုံမျိုးလေးပင်ပင်လေးစားရတယ်။ငပိကောင်ကကြာတော့ကျွန်တော်တို့ငပိအနံ့လေးပေါ့နော်နည်းနည်းလေးပောက်သွားတဲ့ဟိုပုံမှန်ငါးထက်ကိုပို့ပြီးတော့အနံ့လေးပြင်းသွားပါတယ်။တရက်ဒီအချင်းကိုထိန်းနိုင်အောင်ကျွန်တော်ကတော့စိမ့်စိမ့်ငပိလေးအနေငယ်နဲ့တေချာလေးလုံလိုက်ပါမယ်ခင်ဗျာဒါမှပဲပို့ပြီးတော့စားကောင်းပါတယ် ဒါကတော့ကျွန်တော်အချိန်တစ်လကျော်နှစ်လနီးပါလောက်ဒေချာလေးစားနေပြီးတော့ထားထားတဲ့ငပိကောင်ပေါ့နော်ဒါကြောင့်မလို့ဒီဟင်းကိုရဖို့အတွက်ကိုကျွန်တော်အချိန်တစ်လကျော်နှစ်လနီးပါလောက်တုံထားရတယ်လို့ကျွန်တော်ပြောရခြင်းဖြစ်ပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်ကစားဟုတ်ဒေချာလေးလည်းလုံထားတယ်ပြီးရင်ရင်နေမနာအောင်ပေါ့နော်ဒေချာလေးထားထားတဲ့အတွက်ကြောင့်မလို့ငါအသားလေးကဒီမလို့ကတင်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီငါးစနဲ့အဆင့်ကိုကြော်ပြီးတော့ကျွန်တော်တို့ငပိကောင်လိုမျိုးပေါ့နော်ငါအနံ့ပြပြင်းလေးဖြစ်သွားတယ်ပေါ့နော်ဒါကိုလည်းစားတွေကုံအောင်ကျွန်တော်တို့ရေအထက်ထက်ဆေးမယ်ဆေးပြီးလို့ရှိရင်တော့ခဏလေးရေစိမ်ထားလိုက် ်ပါမယ်ခင်ဗျာစားတွေကအချိန်ကြာကြီးအသားတွေစိတ်ဝင်နေတဲ့အတွက်ကြောင့်မို့လို့တေချာလေးစေးဖို့လိုအပ်ပါတယ်နောက်ဆိုကျွန်တော်တို့စားမနိုင်မနဲ့အရန်ငန်တဲ့ငပိကောင်ကြီးဖြစ်နေမှာပေါ့နော်ဒါကတော့ငပိကောင်ကြော်ဖို့အတွက်ကိုကျွန်တော်ကြက်သွန်ညီကိုကျွန်တော်ကြမ်းကြမ်းလေးပေါ့နော်ကြမ်းကြမ်းလေးလှီထားလိုက်ပြီးတော့အစိတ်လေးတွေပိုင်းထားလိုက်ပါမယ်ဒါကစီတက်ရင်သုံးဖို့အတွက်ဖြစ်ပါတယ်ခင်ဗျာဒီနေ့ကြော်မာကတော့ကျွန်တော်အဆက်မဟုတ်ဘူးနော်တစ်ခါတိုင်းဟင်းချက်နေတယ်လို့မျိုးအဆက်မချက်ဘူးကျွန်တော်တို့ရွာဒီဘက်မှာဆိုလို့ရှိရင်ငပိကောင်ကြော်ရင်ကျွန်တော်တို့တရက်တီလေးနဲ့အဖြူတွေအစိမ်းကြော်ကြတာများပါတယ် ပြီးရင်တော့ခုနကရေစိမ်ထားတဲ့ငါးလေးတွေကိုလည်းကျွန်တော်တို့အနေတော်အတုံးလေးတွေတုံးပြီးတော့ကျွန်တော်တို့လီထားလိုက်ပါမယ်အခုကကြတော့ငါးကကျွန်တော်တို့လက်တယ်ပေါ့နော်ပုံမှန်ငပိကောင်စားကတေချာမဝင်ဘူးဆိုလို့ရှိရင်ငါးကလုံးဝကိုပျော့စစီနဲ့လုံးဝအဆင်မပြေဘူးပြီးလို့ရှိရင်ကျွန်တော်တို့ဆနွဲမုတ်အချိုမုတ်ထည့်ပြီးတော့တေချာလေးငါးကိုလုံထားလိုက်ပါမယ်ခင်ဗျာ ငပိကောင်ဖြစ်တဲ့အတွက်ကိုကျွန်တော်ကတော့စားဖို့လုံးဝမထည့်တော့ပါဘူးပြီးလို့ရှိရင်တော့ငပိကောင်မကြော်ခင်ကျွန်တော်တို့ငပိကောင်နဲ့တွဲစားရဲကျွန်တော်တို့ငရုတ်သီးတောက်ကြော်လေးပေါ့နော်ငရုတ်သီးကြောက်ကြော်လေးကိုကြော်มาဖြစ်ပါတယ်ဒါကကြတော့ငပိကောင်ကအဖြူတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ငရုတ်သီးတောက်ကြော်လေးကိုကိုက်ပြီးတော့စားလို့ရှိရင်အရန်ကိုထမင်းနေပါတယ် ပြီးလို့ရှိရင်တော့အဲ့ဒီမှာကြံခဲ့တဲ့စီတွေနဲ့ပဲကျွန်တော်အပိကောင်ထက်ကျော်ပါမယ်အရင်ဆုံးကျက်သွနီကိုထည့်မယ်ကျက်သွနီထည့်လို့ကျက်သွနီလေးကအိတ်လာပြီဆိုလို့ရှိရင်ကျွန်တော်သိလန်းကပိနဲ့လုံးထားတဲ့တရက်တီလေးကိုထည့်ပြီးတော့မှွေပါမယ်ဒီနှစ်ခုကတေချာလေးကျက်သွားပြီဆိုလို့ရှိရင်တော့ခုနကစနင်းမုံအချိုမုံနဲ့လုံးထားတဲ့ကျွန်တော်တို့ငပိကောင်လေးတွေကိုထည့်လိုက်ပါမယ် ကျွန်တော်ငပိကောင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့စားနဲ့အချိန်ကြာကြီးကျွန်တော်တို့နှက်ထားရတယ်။ဒါကြောင့်မို့လို့သူ့ရဲ့အသားတွေကညစ်တင်တဲ့လောက်ရည်နေပြီပေါ့နော်။ဒါပေမဲ့စားနေတယ်ဆိုလို့ရှိရင်တော့ပျော့ပြဲပြီးတော့ကျွန်တော်တို့ပုတ်အပ်အပ်အနေကြီးထွက်လာမယ်။ပြီးရင်ခဏလေးမှွေပြီးပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေလေးအနေငယ်ထည့်ပြီးတော့ကျွန်တော်တို့အဖုံးလေးဖုံးပါမယ်။ ပြီးရင်တော့ရေလေးခန်းသွားလို့ရှိရင်တော့ကျွန်တော်တို့ဒီနယ်ပတ်တွေမှာစားကြတယ်ပြီးရင်ငားများတဲ့မြဝကျုံပေါ်ဒေတာတွေမှာအလုတ်များကြတယ်ကျွန်တော်တို့အရသာရှိတဲ့ငပိကောင်ဟင်းလေးရပါပြီဒါကိုကြတော့ကျွန်တော်တို့မြို့ဘက်ကလူတွေဆိုလို့ရှိရင်တော့တူတူဆန်းဆန်းနဲ့ကျွန်တော်တို့အနံ့လေးလေးနည်းနည်းပါတဲ့အတွက်ကြောင့်မလို့တိတ်ကြိုက်မှာတော့မဟုတ်ဘောနော်ဒါကားကြတော့ကျွန်တော်နယ်ဘက်ကလူတွေနည်းနည်းတသက်ကိုလည်းစားကြတယ်ငားများတဲ့အချိန်မှာကျွန်တော်တို့လှုပ်ထားပြီးတော့ဘောနော်ဒီလိုမျိုးရာသီစာအနေနဲ့လည်းစားကြတဲ့အတွက်ကြောင့်မလို့အရန်ကိုရတာရှိပါတယ်ခင်ဗျာ